ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်။နှဝင်ပါလား9ရက်ကနေပြီးတော့15ရက်နေ့ထိအင်္ဂါသားသမီးများအတွက်တပတ်စာကံကြမ္မာများကိုစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်။ကျမရဲ့ဗီဒီယို like လေးကိုအင်္ဂါသားသမီးများကြည့်ရှုနေတဲ့ဆိုရင်တော့အစားဆုံးလေးကြည့်ပြီးပါ။အင်္ဂါသားသမီးများဟာဒီတပတ်တာကာလမှာဆိုလို့ရှိရင်တော့အရန်ကိုကောင်းတဲ့ကံတရားပေါ်မှာရောက်ရှိနေပါတယ်။လုပ်ငန်းတစ်တည်းစိုင်းတစ်တည်းဒီကာလလေးမှာ ဖွင့်နိုင်ပါတယ်လှုပ်ဆောင်ရတတ်ပါတယ်ဆောင်ရွက်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်မိသားစုဆွေမျိုးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကိုကဥဆောင်ပြီးတော့အရှိရနေမမမမဖြည့်ရှင်းရပြီးဖြည့်ရှင်းပေးရမယ်ကာလတခုလည်းဖြစ်ပါတယ်အဲ့တော့ဆွေမျိုးသားချင်းနဲ့ကိစ္စတွေဆောင်ရွက်ရတတ်တယ်အဲ့တော့ဒီကာလလေးမှာအင်္ဂါသားသမီးတွေအိမ်ဆောက်သားတွေအိမ်ပြေသားတွေပေါ်ပေါက်လာတတ်တယ်ကိုယ့်ရဲ့ရည်မှန်းချက်ကလေးတွေရည်ရွယ်ချက်တွေအောင်မြင်တဲ့ကာလတစ်ခုလို့ပြောလို့ရပါတယ် ဲ့တော့အင်္ဂါသားသမီးများဒီကာလမှာကိုယ့်ရဲ့ကျိုးပန်းအထုံမှုတွေကကိုကကြည်နူးမိရတဲ့ကာလလို့လည်းပြောလို့ရပါတယ်မိမိတို့ရဲ့ကျိုးပန်းအထုံမှုကိုမိမိတို့မြင်ပြီးတော့ဝမ်းသာပီတိဖြစ်နေရမယ်ကာလတစ်ခုဖြစ်ပါတယ်အမှုခင်းတွေတွေ့ကြုံနေရတဲ့အင်္ဂါသားသမီးများဆိုရင်တော့ဒီတပတ်တာကာလမှာတေချာပေါက်အမှုတွေအနိုင်ရရှိတတ်ပါတယ်အဲ့တော့မိမိတို့ရဲ့ပြဿနာလေးတွေကမှန်ကန်မှုကြောင့် လွယ်လွယ်ကူကူနဲ့ပဲဖြည့်ရှင်းနိုင်သွားပါတယ်။ဒီကာလလေးမှာအင်္ဂါသားသမီးတွေကစကားပြောဆိုရမယ့်ကိစ္စမျိုးတွေရှိရင်လည်းအောင်မြင်တတ်ပါတယ်။အိမ်ချမ်းမြေကိစ္စတွေမှာလည်းအကျိုးအမြတ်အများကြီးရရှိတာမျိုးတွေတွေ့ရတတ်ပါတယ်။တခုတော့ရှိတဲ့အင်္ဂါသားသမီးတွေကဒီကာလလေးမှာကိုယ့်ရဲ့အောင်မြင်မှုတွေကြောင့်တစ်ဖက်လူမနာလိုဖြစ်တာမျိုးတွေပေါ်ပေါက်လာတတ်ပါတယ်။မကောင်းသတင်းတွေဖြန့်ခြင်းတွေကြုံရတတ်ပါတယ်။မကောင်းပြောခြင်းတွေလည်းခံရတတ်ပါတယ်။ အင်္ဂါသားသမီးတွေကဒီချိန်ဒီကာလမှာမိမိတို့အနေနဲ့ပောင်ဝင်းတည်ရဲ့ယုံကြည်မှုကြီးလေးစားမှုကြီးရရှိပြီးတော့မှခံရတဲ့ကာလတစ်ခု ဖြစ်ပါတယ်။အိမ်အောင်မရှိသေးတဲ့သူဆိုရင်တော့အိမ်အောင် တွေ့အိမ်အောင်ဘက်နဲ့တွေ့ရတတ်ပါတယ်။အိမ်အောင်ကြတတ်ပါတယ်။ဝန်ထမ်းဖြစ်တဲ့ဆိုလို့ရှိရင်တော့ຢາດູໂຕມຽນຈິນນີ້ຂັນຍາດັບပါတယ်ລາສາໂຕມຽນຈິນນີ້ແຫຼະຂັນຍາດັບပါတယ်ມີມີໂລຍແນ່ອ່ໄມມາ အရက်တောက်တက်သူမရှိဘဲနဲ့အရက်ပလင်းတွေဝင်လာတာမျိုးတွေအရက်ပလင်းလက်ဆောင်ရလာတာမျိုးတွေလည်းကြုံရမှာဖြစ်ပါတယ်အဲ့တော့ဒီကာလာလူမှာအရက်ပလင်းတွေဝင်လာရင်တော့လက်မခံပါနဲ့ပြန်လည်ပြီးတော့ဆုံးဖြစ်ပေးလိုက်ပါမိမိတို့အနေနဲ့ဒီကာလာလေးမှာငွေကြေးနဲ့ပတ်သက်ပြီးအလုံးလိုက်နော်အထုံးလိုက်ထည်လိုက် ဝင်လာဖို့ရှိပါတယ်ငွေကြေးကန်ကောင်းမှုလည်းရှိပါတယ်အ ချီရည်နဲ့ပတ်သက်ပြီးတော့လဲအောင်မြင်မှုကြီးရရှိရဲမျက်နာရတဲ့စမ်းပွင့်နဲ့ကံလာတက်လဲပြောလို့ရပါတယ်အဲ့တော့အချီရည်ကကံကောင်းတဲ့အချီရည်လို့ပြောလို့ရပါတယ်နော်အဲ့တော့နှစ်ယောက်စလုံးကတယောက်နဲ့တယောက်နားလည်မှုကြီးရှိနေတဲ့ရေရှည်လက်သွဲမဲ့ပုံမှာလဲတွေ့ရတတ်ပါတယ်အဲ့တော့အချီရည်ပဲဖြစ်ဖြစ်အိမ်ဆောင်ရည်ပဲဖြစ်ဖြစ်အင်္ဂါသားသမီးတွေဒီကာလလေးမှာကံကောင်းနေရတတ်ပါတယ်ဝဏ္ဏစရာတွေလဲစတိုက် ကြုံရတတ်ပါတယ်မိမိတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်လို့အလုံးလိုက်ခဲလိုက်ဝင်လာဘူးရှိနေတာကြောင့်အရက်ပလင်းတွေလက်ဆောင်ဝင်လာတယ်ဆိုရင်တော့လက်မခံပါနဲ့ပြန်ပြီးတော့စွန့်ပစ်ပေးလိုက်ပါအဲ့တော့ဒီကာလာလေးမှာ နက်နက်ခင်းလေးမှာမြောက်ရက်ဘက်ကိုမျက်နာမူပြီးတော့မှလက်ဖက်ရည်ကြမ်းလေးတောက်ပြီးတော့ကိုလိုရာဆူတောင်းမယ်ဆိုလို့ဒီတပတ်တာမှာကိုလှုပ်ဆောင်မဲ့လှုပ်ဆောင်ချက်ကလေးတွေကလွယ်လွယ်ကူကူနဲ့အောင်မြင်ပြီးတော့ ကြော်ဖြတ်နိုင်သွားပါလိမ့်မယ်။ကဲအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းတွေပြည့်စုံပါစေ။စိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြေဝနိုင်ကြပါစေရှင်။အင်္ဂါသားသမီးများအနေနဲ့ဒီကာလလေးမှာရည်ရွယ်တခုပြုလုပ်ပေးရမှာဖြစ်ပါတယ်။ဒါကတော့တက်ကြီးရွယ်ဟူအဖိုးအဖွားများဟူစေဝါတ္တစာလှူဒန်းပြီးတော့မှကိုလိုရအောင်စုတောင်းပေးလိုက်ပါ။ဒီတပတ်တာမှာကိုရဲ့အညံ့နေလေပြေပြကင်းစင်သွားပါလိမ့်မယ်။